မားစာကျွန်တော်တို့မြေထွေးရုံတက်တဲ့နေရာတစ်ခုမဟုတ်တော့ပါဘူးအခုဆိုရင်မားစီကအတန်တွေကိုကြားနေတဲ့အခြေအနေတွေရှိလာခဲ့ပါပြီတဲရဲချောက်တို့ထူးဆန်းတဲ့လေတိုက်တန်တွေတမုတ်ထူးတဲ့ငလျင်လောက်ခတ်တန်တွေဇယုတ်တွေပေါ်ကနေတိုက်သွားခဲ့တဲ့လေစနမောင်းတွေရဲ့အတန်တွေကိုလည်းမားစကျော်စူးစမ်းရေးစီစဉ်တွေကြောင့်ကြားခွင့်ရလာခဲ့ပြီပဲဖြစ်ပါတယ်နောက်ပြီးဒီအတန်တွေကထူးဆန်းသလိုခံစားရစီမှာပါ2021ခုနှစ်ဖေဖော်ဝါရီလမှာ NASA ရဲ့ Perseverance Rover စူးစမ်းရေးယာဉ်က Mars Rover ကိုအောင်မြင်စင်းသက်နိုင်ခဲ့ပါတယ် ဒီရင်ကမိုက်ခရိုဖုန်းကိုဖွင့်လိုက်ချိန်မှာပဲထူးဆန်းတဲ့လေတိုက်တံတွေကိုကြားလိုက်ရတာပါအဲဒီချိန်တုန်းကရိုဘာယင်ဟာ G0 လို့ခေါ်တဲ့မီးတောင်ထိပ်ဝကိုရောက်နေကြတာဖြစ်ပါတယ်အဲဒါကြောင့်ပဲလေတိုက်တံတွေကထူးဆန်းနေသလားတော့မသိပါဘူးအင်ကာဂျိုရဲ့ပုံရိပ်တွေကိုသူ့ရဲ့အတံတွေနဲ့တွဲပြီးကြားသိရတာကတမျိုးတော့ဖြစ်နေတာတော့အမှန်ပါပဲဒီနေရာမှာအရေးကြီးတာတစ်ခုလည်းရှိပါတယ် ။အင်္ဂါဂျိုဘောကအတန်တွေကကဘာပေါ်မှာကြားရတာနဲ့ဘယ်လိုမှမတူနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် လေတုတိတ်တီးစာကွာချားလို့ပါပဲ။အင်္ဂါဂျိုရဲ့လေတုတိတ်တီးစာကကဘာလေတုရဲ့တရာဂိုင်းလုံးလောက်ပဲရှိပါသေး။ပြောရရင်လေတုကအရန်ကိုပါလွာတာပါ။အရာကြောင့်လေတုကအတန်ကိုတည်ဆောင်နိုင်တာမျိုးတိတ်မရှိပါဘူး။ ဒီကြောပေါ်မှာလေတိုက်တန်တွေကကဘာမှကြားရတယ်လို့ကြဲကြဲလောင်လောင်ပုံစံမျိုးလည်းမရှိပါဘူး။အရိစာတိုးတိုးတိမ်တိမ်နဲ့တရေချောက်တယ်လို့အတန်မျိုးတွေပဲထွက်လာတတ်တာပါ။ဘလို့အတန်မျိုးမဆိုအင်္ဂါကျွေးရဲ့လေတုနဲ့ဆိုရင်တော့အထူးစံတဲ့အတန်ထွက်လာမှာဖြစ်ပါတယ်။နာဆာရဲ့ရိုဘာယင်ကနေဖမ်းမိခဲ့တဲ့အတန်ကတော့အင်္ဂါဂျိုဘောကကြားရတဲ့ပထမဦးဆုံးလေတိုးတန်တစ်ခုလည်းဖြစ်ခဲ့တာပါ။သိပ္ပံပညာရှင်တွေကတော့ဒီအတန်တွေကအင်္ဂါဂျိုရဲ့လေတုထဲမှာဘလို့ရွေလျားလေးဆိုတာလေ့လာဖို့အသုံးပြုခဲ့ကြပါတယ်။ ဘလိုပဲဖြစ်ဖြစ် Rivalion ကဒီဂျိုရဲ့ခက်ခဲကြမ်းတမ်းတဲ့တုံ့ပြန်မှုတွေထဲမှာအောင်မြင်မြင်စဉ်တက်ပြီးမိုက်ခရိုဖုန်းနဲ့အထံဖမ်းနိုင်နေဆိုတော့အမှတ်တိုင်တစ်ခုဖြစ်ခဲ့တာပါအရင်တော့ကတော့အင်္ဂါဂျိုဘော်ကတခြားတန်တွေကိုဖမ်းယူနိုင်ခဲ့တဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ်။2019ခုနှစ်မှာ NASA ရဲ့ Insight Lander စူးစမ်းရေးရှင်ကမြေမျက်နှာပြင်အတွင်းပိုင်းကအတန်ကိုဖမ်းမိခဲ့တာပါ။အဲဒီတော့ကတော့ Insight Lander ကငလျင်လှူရှားမှုကိုလေ့လာဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ဂျိုဘော်ကိုဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ဒီရင်လုံးနိုင်တာကငလင်ကိစ္စတွေကိုစူးစမ်းရေးပါပဲတခြားကိစ္စတွေမလုပ်နိုင်ပါဘူးအပယ်လာ၆ရက်မှာ inside lander ကအင်္ဂါဂျူမျက်နှာပြင်အောက်ကတုံခါမှုတွေကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်အတန်ကတော့အင်္ဂါဂျူရဲ့ထုံးစံအတိုင်းထူစမ်းပြီးကြောက်စရာဖြစ်နေကြတာပါပြောရရင်ဒီဂျူဘောကအတန်တွေကမြေတူထဲမှာရောလေတူထဲမှာပါထူစမ်းနေတာဖြစ်ပါတယ်တကယ်တော့အာကသရေမှုတိုင်းကလည်းအဲ့ဒီလိုအခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ထားရပါတယ်။ဘာဖြစ်လို့လဲဆိုရင်မိခင်ကပောင်းနဲ့ဝေးကွာတဲ့နေရာတွေမှာပုံမှန်မဟုတ်တာတွေမြင်နိုင်ကြနိုင်ရလို့ပါပဲ ဒီလိုမှမဟုတ်ရင်ထေအောင်ထင်မှဖြစ်နေလားဆိုပြီးခံစားရနိုင်လို့ပါပဲအင်္ဂါဂျိုးရဲ့ငလင်ကိစ္စကိုဆက်ပြောရရင်တော့ဒီဂျိုးကကဘာနဲ့မတူပါဘူးသူတို့ကတက်တိုးနဲ့ကြောက်လွာတွေနဲ့ဖွဲ့စည်းထားတာမဟုတ်ပါဘူးအဲဒါကြောင့်ကြောက်လွာတွေပုတ်တိုက်ပြီးငလင်လုပ်တဲ့ကိစ္စတွေလည်းမရှိပါဘူးအဲဒီကစားဂျိုးရဲ့မြင်မျက်နှာပြင်ကအချိန်ကြာလာတဲ့အများအေးလာတဲ့အခါအပေါ်ရန်လွာကြုံသွားခြင်းဒါမှမဟုတ်အကွဲချင်းတို့ဖြစ်လာပြီးငလင်ဆိုတာဖြစ်လာရတာပါပြောရရင်အင်္ဂါဂျိုးမှာလည်းကိုပိုင်းငလင်ရှိတယ်ဆိုတဲ့သဘောပါပဲ insight learner ကငလျင်တုံခါမှုတွေကိုအာယုံခံနိုင်စွမ်းမြင်မာတဲ့မြင်းငလျင်တိုင်းကရိယာတွေအသုံးပြုပြီးတိုင်းတာခဲ့တာပါဒီကရိယာတွေကို SEIS လို့အတူခောက်ခေါ်ပါတယ် insight learner ဖမ်းမိခဲ့တဲ့မှတ်တမ်းတွေမှာတော့အတန်သုံးမျိုးပါနေခဲ့တာပါအဲ့ဒါကတော့ရေမော်ကိုလာထိနေတဲ့လေရဲ့တုံခါမှုမြေအောက်ကနေထွက်လာတဲ့တုံခါတန်နဲ့ဆက်ရုပ်လက်တန်ကထွက်လာတဲ့အတန်တွေပါပဲဒီအတန်တစ်ခုစီကမတူညီတဲ့တိုင်းတာရေအာယုံခံကရိယာစီကနေဖမ်းယူခဲ့တာပါတိတိကျကျပြောရရင်တော့နှာရှိုင်းပြီးတော့ဂျိန်နှုံးမြင့်တဲ့တုံခါမှုတွေကိုဖမ်းယူဖို့ ကျိန်နှုံးလေးနဲ့တင်ခါမှုတွေကိုဖန်ယူဖို့အစားသဖြင့်ကွဲပြားနေပါသေးတယ်။ဆက်ပြောရရင်တော့တုံခါမှုတစ်ခုတည်းကိုပဲအာယုန်ခံကရိယာနှမျိုးလောက်နဲ့တိုင်းတာခဲ့တာပါ။စွမ်းဆောင်ရည်မြင့်တဲ့ဆက်တွေနဲ့ဖန်နိုင်ခဲ့လို့ဒါဒီအတန်တွေကိုတိုင်းတာရခဲ့တာဖြစ်ပါတယ်။လူလားရီယနာနဲ့ဆိုရင်ဒီအတန်တွေကိုကြားရဖို့တော့မလွယ်ပါဘူး။အဲဒါကြောင့်အသေးပင်ပညာရှင်တွေကအတန်ကိုမူလနှုံးထားထက်အစား60လောက်တင်ပြီးခွဲခြမ်းစိတ်ပြခဲ့ရတာပါ။ အရင်ကတိုင်းဒါနိုင်ငံရဲ့ငလင်ကတော့ဒိန်းငယ်ပေမဲ့ရှင်းလင်းပြတ်သားပါတယ်ဒီအချက်ကအင်္ဂါဂျိုကလည်းငလင်လောက်တက်တယ်ဆိုတာကိုအတိပြုနိုင်တဲ့အချက်ဖြစ်ခဲ့ပါတယ်အဲနောက်ပိုင်းမှာ insider ကအင်္ဂါဂျိုရဲ့ဟိုဒီဒီကိုရှောက်သွားပြီးငလင်နဲ့ပတ်သက်တဲ့အတိုင်းဒါမှုတွေဆက်လုပ်ခဲ့တာပါဒါပေမဲ့ပထမဆုံးရခဲ့တဲ့အချက်လက်တွေကတော့အရှင်းလင်းဆုံးအပြတ်သားဆုံးတပည့်မညာရှင်တွေအတွက်အတော့ဝင်ဆုံးဖြစ်ခဲ့ပါတယ် 2022ခုနှစ်စက်တင်ဘာလ28ရက်တုန်းကပါစာ Variant Rover ယင်ကအင်အားကြိုရဲ့တဘာဝဘေးနဲ့တန်းတူခဲ့တာပါအဲဒီတော့ကယင်ပေါ်ကို၄၀နှစ်မောင်းတစ်ခုကတက်တဲကြီးဖြတ်တိုက်သွားတာဖြစ်ပါတယ်အဲဒါကြောင့်ယင်ကအမြေပြင်မှာခြေကုပ်ယူပြီး၄၀နှစ်မောင်းတဲ့ကိုပါမတော်အောင်ကြိုးစားခဲ့ရတာပါယင်မမာတက်ထားတဲ့မိုက်ခရိုဖုန်းတွေကတော့အတန်တွေကိုဇက်တိုက်ဖမ်းယူပြီးသူ့အလုပ်သူလုပ်နေခဲ့ပါတယ်ဒီအတန်တွေကတတူမျက်နှာပြင်ပေါ်ကိုတဲရီကြားနေတဲ့အတန်နဲ့ဆင်တူပါတယ်ဒါပေမဲ့တမျိုးတော့ထူးဆန်းနေသေးတာပါ ၄၀နှစ်ပေါင်းဖြတ်သွားတဲ့အချိန်က၁၀စက္ကန့်လောက်ပဲကြာပါတယ်။ဒါပေမဲ့ရိုဘာရင်ကတော့အင်ဂါဂျိုရဲ့သဘာဝဘေးအန္တရာယ်တစ်ခုကိုနီနီကက်ကက်လေ့လာခွင့်ရသွားခဲ့တာပါ။၄၀နှစ်ပေါင်းနဲ့ပါမသွားတာကတော့ကံကောင်းတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ရဘိုင်ကဖမ်းမိတဲ့အတန်တွေထဲမှာအဝေးကနေမြီဟီလာအတန်တွေရေမော်ကိုထိတွေ့ထိုက်ခတ်နေတဲ့အတန်တွေတပြေးပြေးထွက်ခွာသွားတဲ့အတန်တွေကိုရှင်းရှင်းလင်းလင်းကြားနေခဲ့ရတာပါဒီအချက်ကတစ်စင်းအင်ဂါဂျိုဘောင်က၄၀နှစ်ပေါင်းတွေရဲ့ဖွဲ့စည်းပုံနဲ့သဘောတဘာဝတွေကိုကောင်းကောင်းလေ့လာနိုင်ခဲ့ပါတယ် တခါတလေကြရင်တော့အင်္ဂါဂျိုကအေးဆက်တိတ်ဆိတ်လွန်ပါလေပြောရရင်လောကကြီးတစ်ခုလုံးရပ်တန့်သွားသလိုဘာအတမ်းမှမကြရသလိုတိတ်ဆိတ်မှုမျိုးရှိနေတတ်တာပါကဘာမှာဆိုရင်အတန်တစ်ခုမဟုတ်တစ်ခုကြားရတတ်ပါလေအ ਨੇ ဆုံးတိတ်ရွက်လေးကိုလေတိုးတဲ့တန်ကိုနှကောင်းကထွက်တဲ့အသက်ရှူတန်မျိုးပါပဲအင်္ဂါဂျိုရဲ့တိတ်ဆိတ်မှုကတော့လက်ဖြားခါရလောက်ပါတယ်ဒါပေမဲ့ insightliner လို့စွမ်းဆောင်ရင်မြေအယုံခံ career တွေတက်ဆင်ထားတဲ့ရင်ကတော့တိတ်ဆိတ်မှုတွေကြားကထိုးထွက်လာတဲ့ထူးဆန်းတန်တွေကိုကြားနိုင်ပါတယ် ဒီတန်းတွေကိုပုံဖော်ရရင်တော့ပြောရခက်ပါတယ်အရန်သေးပြီးပေါက်ကနေပင်ကနေစုကနေဆက်ကနေအတန်မျိုးပါပဲတခါတလေကြာရင်ကြည်ကနေမိတဲ့အတန်မျိုးတွေလည်းပါတတ်တာပါနာဆာကဆရာသမားတွေကတော့ဒီအတန်တွေကို dis and don't လို့အမည်ပေးခဲ့ကြပါတယ်။တကယ်တော့ဒီအတန်လေးတွေကထက်ခါတလေလေဖြစ်ပျက်နေတာပါ။သူကိုဖုံးလွှမ်းနိုင်တဲ့အတန်တွေရှိနေလို့ဒါဒီအတန်လေးတွေကိုတရေမထားမိရတာဖြစ်ပါတယ်။ဒေပန်ပညာရှင်တွေကလည်းထူးဆန်းတဲ့ဒီအတန်တွေဘယ်လိုထွက်လာတာလဲဆိုတာကိုကောင်းချောက်အောင်ဖြေရှာခဲ့ကြရတာပါ။ နောက်ဆုံးတော့ဖြစ်နိုင်ခြေကိုတွေ့သွားခဲ့ပါတယ်အဲ့ဒါကတော့အင်္ဂါဂျိုရဲ့အပူပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့အတန်တွေပါပဲအင်္ဂါဂျိုရဲ့အပူချိန်ပြောင်းလဲမှုကတော်တော်လေးများနေတာပါအဲ့ဒါကြောင့်အရာဝတ္ထုတွေကျုံလိုက်ကျဲလိုက်ဖြစ်တတ်ပါတယ်ဒီကမှာအတန်တွေပုတ်တိုင်းမှုဖြစ်ပြီးဒီလိုအတန်တွေကိုကြားရတာပါပဲကဘာပေါ်မှာဆိုရင်တော့ဒီလိုအတန်မျိုးကိုအခြေအနေတစ်ခုခုမှမရှားနိုင်ပါပါဥပမာအားဖြင့်တတုเจ้าကိုမိဘပေါ်တင်ကြည့်တဲ့အခါမျိုးပုံနေတဲ့တတုကိုရေခဲတက်တာတွေထဲတဲ့အခါမျိုးမှာဒီလိုအတန်တွေကိုကြားရတတ်ပါတယ်ဒါပေမဲ့အင်္ဂါဂျိုပေါ်မှာတော့အချိန်မျိုးကြားနေရတတ်တာပါ ပြောရရင်အင်္ဂါကျွေးတဘာဝကတန်းဆုံ TY တစ်ခုလိုပါပဲ။ဒါပေမဲ့အရန်ကောင်းတဲ့အာယုန်ခံကရိယာတွေကြောင့်ဒါဒီလိုအတန်တွေကိုနားထောင်နိုင်မှာပါ။မဟုတ်ရင်တော့ဒီအတန်တွေရှိနေတယ်ဆိုတာတီးခွင်ရဖို့တောင်မလွယ်လာပါဘူး။တကယ်တော့အင်္ဂါကျိုးပေါ်ကအတန်တွေကိုခွဲခြမ်းစိတ်ပြဖို့လေးလံမြမြနဲ့ကြိုးပမ်းနေကြဆဲပါ။ဥပမာအားဖြင့်ကြောက်တုံးတွေကိုလေစာနဲ့ပြည့်ရင်ဘလို့အတန်ထွက်တာလဲ။ဇက်ပစ္စည်းတွေရဲ့လှူရှားတံကဒီကျိုးပေါ်မှာဆိုရင်ဘလို့ဖြစ်သွားမှာလဲ။စသဖြင့်အတန်မျိုးစုံကိုစမ်းကြည့်နေပါရဲ့။ ။ဒီကိစ္စကိုဦးဆောင်လေးရဲ့ပညာရှင်ကတော့တခါတလေကြားရင်သူရဲ့မိုက်ကရိုဖုန်းပြတ်သွားပြီလို့ပဲထင်ခဲ့တာပါ။ဘာဖြစ်လို့လဲဆိုရင်အချိန်မြင့်ပြီးအတန်ဖန်းထားတော့ဘာတမ်းမှမကြားရလို့ပါပဲ။2021ခုနှစ်ဧပြီလ30ရက်နေ့မှာတော့ Perseverance Rover ယာဉ်ကတခြားစူးစမ်းရေးယာဉ်တစ်စီးရဲ့လှုပ်ရှားမှုကိုတိုင်းတားရရှိခဲ့ပါတယ်။အားရကတော့ Ingenuity ပြန်တမ်းရေးယာဉ်ရဲ့ပံကတန်တွေကိုပါပဲ။ဒီတန်တွေကိုပေ260ကျော်အကွာအဝေးကနေဖမ်းမိခဲ့တာပါအတန်ကတော့အင်္ဂါကျွေးရဲ့ထုံးစံတိုင်းတူတူညင်ညင်လေးလောက်ပါပဲ ပညာရှင်တွေကဒီအတန်းအကျိန်လုံးတွေကိုခွဲထုတ်လေ့လာခဲ့ကြပါတယ်။60 Hz အထက်နဲ့80 Hz အောက်အတန်းတွေကိုဖယ်ထုတ်လိုက်ပြီးကျန်တဲ့အတန်းတွေကိုအကျိန်လုံးမြင့်ငါလေ့လာခဲ့တာပါ။အရာရာမှအတန်းတွေကိုဝိုးတဝါပဲကြားရပါတယ်။ဒါပေမဲ့ဒီအချက်ကပညာရှင်တွေအတွက်တော့လုံလောက်နေခဲ့တာပါ။ဘာဖြစ်လို့လဲဆိုရင်အင်္ဂါဂျိုဘောကတဘာဝအတိုင်းမဟုတ်တဲ့အတန်းပြန့်နှံ့မှုနှုန်းကိုလေ့လာနိုင်ခဲ့လို့ပါပဲ။ NASA ရဲ့ Insight Lander အစိုးရရဲ့ယင်ကဓာတ်ပုံရိုက်ဖို့တသက်မဟုတ်ပါဘူး။တချို့နေရာတွေမှာဆိုရင်ငြင်းငြင်းလေးနေပြီးအင်္ဂါဂျိုရဲ့အတန်ကိုနားထောင်ဖို့အသုံးပြုပါရတယ်။ အထူးသဖြင့်ငလင်းနဲ့ဆိုင်တဲ့အတန်တွေကိုပါပဲ။အင်ဆိုင်လန်နာကဖန်ပြီးခဲ့တဲ့ငလင်းဆိုင်ရာအတန်ကရာနဲ့ချီပြီးရှိခဲ့တာကြောင့်ဒိနာရှင်တွေအတွက်အောင်မြင်မှုရခဲ့တယ်လို့လည်းဆိုရမှာပါ။ဒီအတန်တွေကလည်းအင်္ဂါချိုရဲ့အတွင်းပိုင်းကိုပိုပြီးနားလည်အောင် လေ့လာနိုင်ခဲ့တာပါ။2019ခုနှစ်မလာ6ရက်နေ့မှာဆိုရင်လေအင်ဆိုင်လန်နာကလေပင်တိုက်ခတ်မှုတွေဆဲယုံလက်တန်လှုပ်ရှားမှုတွေကြတဲ့ကထူးဆန်းတဲ့အတန်တစ်ခုကိုဖမ်းယူရရှိခဲ့ပါတယ်။ဒီအတန်ကိုပုံပေါ်ရရင်တော့အတက်တူတူလေးခိုးရှူနေတယ်လို့လို့တူတူလေးပြောတဲ့အစံကိုခတ်ဝေးဝေးကကြားရတယ်လို့လို့ဖြစ်နေကြတာပါ။ ။ဒီလိုပြရတဲ့အကြောင်းရင်းကအရန်ပူပြင်းတဲ့အချိန်ကိုတိုးထွက်လာတဲ့လေတုကြောင့်ပါပဲ။ကမ္ဘာပေါ်မှာဆိုရင်တော့ဒီလိုကိစ္စမျိုးကသိတာမှမဟုတ်ပါဘူး။အဲဒီလေလံမှုတွေလုံးနေရင်းနဲ့ NASA ကသိပ္ပံပညာရှင်တွေကလည်းကမ္ဘာပေါ်မှာဆိုရင်အတန်ကဘယ်လိုကြားရမလဲ။အင်္ဂါဂျိုပေါ်မှာဆိုရင်အတန်ကဘယ်လိုကြားရမလဲဆိုတာတွေကိုနှိုင်းယှဉ်မှုတွေဖြစ်လုပ်ခဲ့ကြပါတယ်။ပြီးတော့အဲဒီချက်လက်တွေကိုလည်းလူသိရှင်ကြားထုတ်ပြန်ခဲ့သေးတာပါ။နိုင်ရှင်မှုတွေရအင်္ဂါဂျိုပေါ်မှာကြားရတဲ့အတန်ကပိုပြတ်တောင်းပြီးတာယာမှုပုံနေတာကိုတွေးခဲ့ရတာပါ ဥပမာအားဖြင့်စပိန်ဘက်တီးတဲ့အတန်ကကဘာပေါ်မှာဆိုရင် ကလင်းလိုမြည်ပြီးတော့နားထောင်ကောင်းနေပေမဲ့အင်္ဂါချိုပေါ်မှာဆိုရင်တော့အတန်ပြက်ကြီးဖြစ်ပြီးနားထောင်ရတာတမျိုးကြီးဖြစ်နေမှာပါပြောရရင်ဘဲအတန်ကမိုင်းမိုင်းမုံမုံချောချောတွေ့တွေ့ကြီးဖြစ်နေပါလိမ့်မယ်လူတွေရဲ့နားနဲ့မရင်သေးလို့လည်းဖြစ်နိုင်ပါတယ်လိုင်းပုတ်တဲ့အတန်ဆိုရင်လည်းအင်္ဂါချိုပေါ်ရောက်ရင်ထူဆန်းသွားမှာပါဒီအတန်ကြတော့ပေါက်ကွဲတဲ့အတန်ဘက်ကိုပိုရောက်သွားပါတယ် တကယ်လို့သာအင်္ဂါဂျိုဘောကိုလူတွေသွားနေခဲ့ရင်ဒီအတန်ကိစ္စတွေကအရင်ဆုံးရင်ဆိုင်ရမယ်စိတ်မသက်သာစရာကိစ္စတွေဖြစ်နိုင်ကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုနေပြုံးချုပ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်